အားလုံးမင်္ဂလာပါဒီနေ့ကတော့ lesson 4ရဲ့အင်္ဂါလေးတွေကိုပတ်သရီးအနေနဲ့လုပ်ရပါမယ်အမှန်ကတော့ဒီပုံလေးကိုအတူတူလိုက်ဆွဲဖို့အတွက်လုပ်ထားတာပါဒါပေမဲ့ပုံလေးတွေလိုက်ဆွဲဖို့အချိန်ပေးလို့မရတော့တဲ့အတွက်ကြောင့်ဒီပုံလေးကိုလည်းအင်္ဂါထဲမှာပဲထည့်လိုက်ပါတော့မယ်အင်္ဂါပုံလေးတွေလေ့ကျင့်ဖို့အချိန်၃ရက်ပေးပါမယ်အခုပြထားတဲ့ပုံလေးအပါဝင် နောက်ထပ်ကိုစိတ်ကြိုက်ပုံလေးတစ်ပုံကိုဆွဲရပါမယ်။ပုံလေးတွေကိုတော့နမူနာနောက်မှပြထားပါဗျ။ အခုပြထားတဲ့ပုံလေးတွေရမှာမဟုတ်ဘူးကိုစိတ်ကြိုက် ပုံလေးတွေကိုရှာပြီးတော့ဆွဲလို့ရပါတယ်သင်ကန်းစာတွေကအများကြီးကြံပါသေးတယ်အခုသင်ကန်းပြီးခဲ့တဲ့သင်ကန်းစာတွေကိုရောလိုက်ဆွဲရတာအဆင်ပြေရဲ့လားကိုမကအခက်ခဲလေးတစ်ခုရှိနေပါတယ်အဲ့ဒါလေးကို ပြောပြမယ်ဒီသင်ခန်းစာလေးတွေကိုစလုပ်ပြီးရဲ့အချိန်ကြမှာအရေးကြီးကိစ္စတစ်ခုကပေါ်လာတာပါအမှန်ဆိုရင်အဲ့ဒီကိစ္စကြောင့်မို့လို့ဒီသင်ခန်းစာတွေကိုရှေ့ဆက်ပြီးတော့သင်ဖို့ကမဖြစ်နိုင်တော့ဘူး ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်စပြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့စုံငန်းတိုင်အောင်လုပ်သွားမှာပါသင်ခန်းစာတွေကိုအတက်နိုင်ဆုံး၃ရက်တစ်ကြိမ်တော့တင်နိုင်အောင်စူးစမ်းပါမယ်လုပ်ပါမယ်နော်။စာတွေကလည်းများပါတယ်တကယ်လို့များပါတယ်အများကြီးကြံပါသေးတယ်။အခြေခံကနေလူပုံသူဆွဲနည်းအထီကိုတက်မြောက်သွားတဲ့အထီကိုကိုတိတလောက်အားလုံးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မရရအောင်အချိန်ပေးပြီးတော့မျှဝေပေးတဲ့သင်ခန်းစာလေးတွေမို့ လှနေတဲ့သူလေးတွေအတွက်တကယ်ကိုအကျိုးရှိသွားစေချင်တာပါသင်ငန်းစာအားလုံးပြီးသွားရင် ပုံလူပကြီးအထည်တွေကိုလက်ခံနိုင်တဲ့အထိကျသွားအောင် ဖြစ်စေချင်တာပါဒီနမူနာဆွဲရမယ့်ပုံလေးတွေကို Google ကနေလည်းရှာလို့ရတယ်လို့ဒီ Pinterest application ကို Play Store ကနေတောင်းပြီးတော့လည်းပုံလေးတွေကိုရှာလို့ရပါတယ်ကိုက line နဲ့ပတ်သက်တဲ့ပုံတွေကိုရှာချင်တဲ့ဆိုရင်လည်း line drawing စသဖြင့်စိုက်တယ်လို့ရွေးပြီးတော့ရှာလို့ရပါတယ်အင်စာလေးတွေကိုတည်တည်ချာချာလေးလုပ်ပြီးတော့လေ့ကျင့်ပေးထားပါနော် နောက်၃ရက်နေရင်သင်ခန်းစာအစ်စ်တက်ပါမယ်။